ကြာသာပရိသတ်မိများအတွက်အခုဝင်ရောက်လာတဲ့ဧပယ်လတလတာကန်ချမအဟောများကိုပြည်ပြည်စုံစုံလေးဟောပြောပေးမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်ရဲ့မိတ်ဆွေများကထုံးစံတိုင်းကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုစတင်ကြည့်ရှုပြီးဆိုရင်ကိုပဲဘေးမှရှိတဲ့ဒါအသေးလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါဦး။နောက် follow မလုပ်ရသေးတဲ့သူများကလည်းအပေါ်မှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပြီးလို့ရပါတယ်ခင်ဗျာ။အရင်ဆုံးကျွန်တော်ဗီဒီယိုဂိမ်းတော့ဟောပေးပါမယ်။ပြီးတဲ့အခါမှာကျွန်တော် Terror Cat နဲ့ဆက်ပြီးတော့ ဖော်ပြပေးမှာဖြစ်ပါတယ်။ကြာလာပြီးသားမီးများဟာအခုဝင်ရောက်လာတဲ့ဒီအေပယ်လာဟာပေါ့နော်။ဒါကြာလာပြီးသားမီးများအတွက်အဆင်မပြေမှုတွေတော်တော်များများကိုကြုံတွေ့ရနိုင်တဲ့လာတလာဖြစ်ပါတယ်။အဲ့တော့ကြာလာပြီးသားမီးများအတွက်ဒါဘီရင်ကိန်းနဲ့ကျွန်တော်ဟောရမှာကတော့သိတော့အားမရှိပါဘူးနော်။ဘာလို့လဲဆိုတော့နံပါတ်1နေရာထိုင်ခင်းကိစ္စတွေနဲ့ပတ်သက်ပြီးတော့အဆင်မပြေမှုတွေကိုကြာလာပြီးသားမီးတော်တော်များများဒီကာလအတော်တွေမှာ ကြုံရနိုင်ပါတယ်လုပ်ငန်းခိုင်ခံတချို့မှာ အဆုံးသတ်သွားတာတို့အပြီးရက်သွားတာတို့ကြုံရတတ်ပါတယ်အဲ့တော့ကိုလုံးနေတဲ့အလုံးမှာအစင်မပြေမှုတွေများလာနိုင်တယ်လို့ပြောလို့ရတဲ့အချိန်ကာလတစ်ခုပါအဲ့တော့လက်ရှိလောက်ကထွက်လိုက်ရတာလို့လက်ရှိလောက်ကိုနားလိုက်ရတာတို့ချက်လိုက်ရတာတို့များသောအားဖြင့်ပေါ့နော်ဒီလိုအခြေအနေတွေကိုကြာသာမေးသားမိတော်တော်များများဒီလပိုင်းတွေမှာကြုံလာရနိုင်ပါတယ်အဲ့တော့ဒီလုံးမှာကိုကဆက်ပြီးတော့လုံးဖြစ်နေတယ်ဆိုရင်တောင်မှပဲတဲ့ အစင်မပြေမှုတွေစိတ်ညစ်စရာတွေပြဿနာအခက်အခဲတွေနဲ့တူဒါဆက်လက်လုံခြုံရနိုင်တဲ့အနေအထားမျိုးတွေကိုကြုံတွေ့ရနိုင်တယ်လို့တွေ့ရပါတယ်ဗျာအလောက်ကိုင်းတဲ့နေရာထိုင်ကိစ္စတွေမှာအစင်မပြေမှုတွေများနိုင်တယ်လို့တွေ့ရတယ်လို့ငွေကြေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေတွေမှာလည်းပူပင်တော့ကတွေများရနိုင်လိမ့်မယ်ဆိုတာကိုတွေ့ရပါတယ် ဒါမှလို့ဒီလေးလပိုင်းတည်းမှာရှားသာဝေးသားမိများနေနဲ့ငွေကြေးပိုင်းနဲ့ပတ်သက်ပြီးတော့လည်းပဲတော်တော်လေးဂယူဆိုင်ပါနော်ငွေကြေးနဲ့ပတ်သက်တဲ့အဲ့ဒါတွေဖြစ်တတ်တယ်ငွေကြေးအတွက်လည်းစိတ်သောကများရတတ်တယ်အဲ့တော့ရားစရာရှိတာတွေမရပေးစရာရှိတာတွေမပေးနိုင်နော်အဲ့တော့ငွေကြေးနဲ့ပတ်သက်ပြီးတော့လက်ပိတ်နေတဲ့လိုမျိုးတွေဖြစ်စားတဲ့အခြေအနေမျိုးတွေကိုဒါကြာလာပေးသားမီတော်တော်များများပါတီဟုလေးလာပိုင်းထဲမှာကြုံလာရနိုင်တယ်လို့တွေ့ရပါတယ်နောက်တစ်ခုကတော့ ပညာရေးပိုင်းနဲ့ပတ်သက်ပြီးတော့ဆောင်ရွက်နေတဲ့သူတွေဒါပညာရေးကိစ္စတွေမှာအခက်ကြုံရလေးတွေဖြစ်တတ်ပါတယ်ဥပမာစာမွေးကိစ္စတွေရှိမယ်သင်တန်းကိစ္စတွေရှိမယ်အင်တာဗျူးကိစ္စတွေစသဖြင့်ပေါ့နော်အခက်အခဲတွေရှိတတ်ပါတယ်နောက်ဘာသာရေးအလုပ်လုပ်နေတဲ့သူတွေမှာလည်းပဲဘာသာရေးပိုင်းတွေမှာပေါ့နော်အားနည်းချက်တွေဖြစ်ပေါ်စေတတ်ပါတယ်မလုံချင်တာတို့ပေါ့နော် ပြက်သွားတာတို့ရက်သွားတာတို့အဲအဲ့လိုမျိုးလေးတွေလည်းပဲရှိတတ်ပါတယ်နောက်ကျမ်းပါရေးအတွက်ကိုဟောရမယ်ဆိုလည်းပဲ ကြလာပေးသားမီးတော်တော်များများကဒီခုလေးလပိုင်းထဲမှာကျမ်းမာရေးနဲ့ပတ်သက်တဲ့ညံ့တက်တဲ့ပုံစံမျိုးလေးတွေကိုဖြစ်ပေါ်စေတတ်ပါလေအထူးသဖြင့်ဒါယာဒီဥရုကြောင့်သော၎င်းပေါ့နော်ဒါကိုမှငကိုရှိရင်းသေးယောဂတွေဖြစ်လေဖြစ်တာရှိတဲ့ယောဂမျိုးတွေဒုက္ခပေးရည်သော၎င်းကျမ်းမာရေးအညာလေးတွေဂယူဆိုင်ပါလို့ဒါမှားကြကြပါလေအခုချိန်စီကျွန်တော်ဟောခဲ့တဲ့အချက်တော်တော်များများဟာအညာနေများနေပါတယ်နော် အဲခီးကိစ္စတွေမှာရောအဆင်ပြေနိုင်လားဆိုတော့ခီးကိစ္စတွေမှာလည်းပဲမတင်မကြဖြစ်နေတတ်ပါတယ်အဲ့တော့ထင်းငော့ခက်ခဲကြံ့ကြာနေတတ်ပါတယ်အဲ့တော့ပြောချင်တာကတော့ခီးနဲ့ပတ်သက်လို့လည်းပဲသိမကောင်းသေးဘူးလို့ပဲပြောရမယ်ကာလတစ်ခုဖြစ်ပါတယ်အဲ့တော့ဒီကာလတည်းမှာရန်နေအတိုင်းခိုက်တွေကိုတော့အောင်မြင်နိုင်ပါလိမ့်မယ်နောက်ဒီကာလတည်းမှာတန်ဖိုးရှိတဲ့စက်ပစ္စည်းတစ်စုံတရာဝင်လာတတ်ပါတယ်နောက်ဒီကာလအတွက်မှာအမှုကိစ္စပြဿနာလို့ဟာလို့ပြောရဆိုတာဖြည့်ရှင်းရမယ့်ကိစ္စမျိုးတွေမှာ အောင်မြင်နိုင်လိမ့်မယ်လို့တွေးရပါတယ်ဗျာ။နောက်လူမှုရေးပိုင်းနဲ့ပတ်သက်ပြီးတော့ကောင်းပါတယ်။လူအများရဲ့ချစ်ခင်မှုတွေ၊အဲလူတချို့ရဲ့အကူအညီကောင်းတွေပေါ့နော်။ထောက်ပံ့ကောင်းတွေကိုဒီကာလတော်တွေမှာခြားသာပေးသားနည်းနည်းနဲ့ရရှိနိုင်လိမ့်မယ်လို့တွေးရပါတယ်။ကြတာကတော့အရင်ဆုံးကျွန်တော်ဒီဒီကိန်းနဲ့ဟောပြတာပါ။ပြီးတဲ့အခါမှာကျွန်တော်တဲရော့ကန်လေးနဲ့လည်းပဲတက်ချက်မှာဖတ်ပြီးတော့ဟောကြားပေးမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ရှိမှတဦးချင်းတယောက်ချင်းဗီဒီယိုမင်းမြန်ကျင်တဲ့မိတ်ဆွေများကကျွန်တော်ရဲ့ဒီ TikTok messenger ကို လာရောက်ပြီလို့ရှိရင်ကျွန်တော် Viber သို့မဟုတ် Telegram ဖုန်းနံပါတ်ကိုတောင်းယူလို့ရပါတယ်အဲ့တော့ကျွန်တော်ကဖုန်းနဲ့ဆက်ပြီးတော့ဟောပေးတာမျိုးမရှိပါဘူးနောက်ဒီ TikTok messenger ကဟောပေးတာမျိုးလည်းမရှိပါဘူး Viber ကနေပဲဟောပေးပါတယ်နောက် Telegram ကနေဟောပေးပါတယ်အဲ့တော့မေးမြန်းဖို့အတွက်အရင်ဆုံးကဒီ Viber Telegram ဖုန်းနံပါတ်ကို TikTok messenger မှာပဲ တောင်းယူလို့ရပါတယ်ကိုမန်တဲမှာလည်းပဲကျွန်တော်ရေးမပေးပါဘူးเนาะအဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေများကျွန်တော်ရှိမှာဗီဒီယိုမေးမြန်းတဲ့အခါမှာကျွန်တော်ကတအူးချင်းတယောက်ချင်းရဲ့ဗီဒီယိုလေးကိုတေချာတွက်ချက်ပြီးတော့ဘဝတသက်တာနဲ့ပတ်သက်တဲ့အဟောတွေစောင်းဝမ်းရှောင်းဝမ်းတွေစိတ်ညစ်စရိုက်တွေဘွားစားတာနဲ့ပတ်သက်တဲ့အဟောတွေနောက်နှစ်ပိုင်းခြားနဲ့ပတ်သက်တဲ့ဟောတွေရေရာတွေလပိုင်းခြားနဲ့ပတ်သက်တဲ့အဟောတွေပို့ပေးပါတယ်နောက်ဘယ်နှစ်ပေကိန်းကိုဘယ်လိုရောက်နေတယ်ဆိုတာတေချာနားလည်အောင်အတန်မစိတ်တွေနဲ့ကျွန်တော်ပြန်ပြီးတော့ရှင်းပြပေးတယ်နောက်ကိုမေးထားတဲ့ကိုသိကျင်တဲ့အကြောင်းအရာတွေတခုချင်းကျွန်တော်တဲ တော့ကကြည့်ပြီးတော့ဖြည့်ပြီးဟောပေးတာမျိုးတွေရှိပါတယ်เนาะကဲတော့ကျွန်တော်ရဲ့မိတ်ဆွေများတွေကပူဆက်ပြီးတော့ကျွန်တော်ကဒါတဲရော့ကန်လေးနဲ့ကတ်ချက်မှာဖတ်ကြားပေးมาဖြစ်ပါတယ်เนาะဘီရင်ကိန်းမမှာအညံလေးတွေရှိခဲ့တယ်ဆိုတော့လည်းပဲတဲရော့ကတ်မှာဘလို့နမိတ်ပုံမျိုးတွေကြလာနိုင်တယ်လဲပေါ့เนาะဘလို့အချက်တွေကိုကိုကဘယူဆိုင်တင်လဲဘယ်ချက်တွေလိုင်းနာတင်လဲနောက်ဘလို့ရရာတွေကိုဆော်ဝဲတင်တယ်လဲဆိုတာကိုဒါတဲရော့ကန်နဲ့ကြည့်ပြီးတော့ကျွန်တော်ကအကြံပေးဟောကြားပေးมาဖြစ်ပါတယ်ဗျာเนาะ နံပါတ်1ပြောချင်တာကတော့ကြာသာပေးသားမိများအနေနဲ့ကိုယ်လုံနိုင်သလောက်ဘာသာရေးအလုပ်လေးတွေလုပ်ပေးပါလို့မှာကြားချင်ပါတယ်။ဘာလို့လဲဆိုဒီတေရောကကဘာသာရေးနဲ့ပတ်သက်တဲ့ကပ်ဖြစ်နေတာမလို့ပါနော်။နောက်တစ်ခုကဒီအချိန်ကာလအတွင်းမှာကိုယ်လက်ရှိရှိနေတဲ့နေရာမှာနေနေတယ်ရက်နေတယ်နားနေတယ်ဆိုတာတက်ပေါ့နော်။ကိုယ့်အတွက်တိုးတက်ပြောင်းလဲမှုတွေရရှိစေနိုင်တဲ့နေရာတွေအလုပ်တွေရှိခဲ့မယ်ဆိုရင်လက်ရှိရှိနေတဲ့အလုပ်တွေနေရာတွေကို ထားခဲ့ပြီးတော့ ဒါစွန့်ခွာပြီးတော့ပေါ့နော်ဒါကောင်းတဲ့နေရာကိုရှောက်လန်းသွားဖို့ဒါပြောင်းလဲပြစ်ဖို့လိုလိမ့်မယ်လို့ဒါမှားရချင်ပါတယ်။နောက်ကြီးခဲ့တဲ့ပုံကိုယ်တွေပေါ့ဒါအကြီးခဲ့ပေါ့မိဘအကြီးခဲ့ပဲဖြစ်ဖြစ်ပေါ့နော်ဒါကိုယ့်ရဲ့တီကျွမ်းတွေကအကြီးခဲ့ပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့အလောက်ကန်ကြီးခဲ့ပဲဖြစ်ဖြစ်ပေါ့နော်ကိုယ့်ကိုဒါအကြံကောင်းညံကောင်းတွေပေးနိုင်တဲ့အကြီးခဲ့တွေရဲ့အကူအညီကောင်းတွေအဆောက်အအုံကောင်းတွေကိုရလာနိုင်ပါလိမ့်မယ်။အဲ့ဒီကြီးခဲ့တဲ့ပုံကိုယ်တွေရဲ့အကြံဉာဏ်တွေကိုရယူလို့ရပါတယ်တဲ့။ နောက်တစ်ခုကဒီချိန်ကာလအတွင်းမှာညံပေါ့နော်ညံနေအသည့်တွေပေါ့နော်ဒါပွင့်လန်းလာပါလိမ့်မယ်အဲ့တော့အရာတွေကိုလည်းကိုယ်တိုင်လည်းပဲရှာဖွေဖို့လိုပါလိမ့်မယ်တရက်ကကဟာမစ်ဆိုတဲ့ကပ်ပါယသိကပ်ပေါ့နော်သူကအင်ညာကိုဆုံးခါပြီးတရားဓမ္မတွေရှာဖွေဖို့ထွက်သွားတဲ့ယသိသူတော်စင်တပားရဲ့နမိတ်ဘုံလို့ပြောလို့ရတယ်အဲ့တော့ဒီနေရာကိုဆုံးခွာဖက်ပြီးတော့ကောင်းမယ်ဆိုတဲ့နေရာကိုဒါ ရွေရှားပြောင်းလဲသွားတဲ့နမိတ်ပုံမျိုးလို့ကျွန်တော်တို့ကယူပါတယ်။နောက်တစ်ခုကသူကအဲချက်ချင်းလက်တလောအနေနဲ့ဟုံးတိုင်းနဲ့ဘယ်ရာပဲဖြစ်ဖြစ်တမ်းပြီးတော့အဆင်ပြေတာမျိုးမဟုတ်ပဲနဲ့ရေရှည်ပေါ့ရေရှည်လှုပ်ဆောင်ရမယ့်ကိစ္စတွေပေါ့ရေရှည်ပလန်တွေမှာအောင်မြင်နိုင်တဲ့အနေအထားမျိုးတွေလို့ပြောလို့ရပါတယ်။အဓိကကတော့ဇွဲလုံးလာရိယာရှိဖို့လိုပါတယ်။အဲလိုဆိုခရီးရှည်ကြီးတစ်ခုကိုရှောက်လန်းရမယ့်ခရီးလမ်းမှာစူးညောင်းခလုတ်တွေအခက်ခဲတွေတော့ရှိနိုင်ပါလိမ့်မယ်။အဲ့တော့ဒါတွေကို ကျော်ပြတ်နိုင်လဲပေါ့เนาะတတိတွေကိုမှရှိနေဖို့လိုပါတယ်အဲ့တော့ရေရာအနေနဲ့ကတော့အသက်အရွယ်ကြီးသောခရီးသွားသောဒါပုဂ္ဂိုလ်တို့ဦးဦးကိုကိုတတ်နိုင်သလောက်ဒါလှူကန်းပေးကန်းကူညီမှုတွေကိုဆောင်ရွက်ပေးပါလို့ဒါကျွန်တော်အနေနဲ့အကြံပြုပေးလိုက်ပါတယ်เนาะကဲတော့ဗီဒီယိုပိုင်းလေးကိုအဆုံးထိကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်